ချင်ရောဘာလို့စားနေတာလဲအာဒီနေ့ကကြောက်ပစုံကိုငရုတ်ဒီစိမ့်နဲ့ချင်းချင်းဆက်ဆက်လေးချက်စားတယ်ဒီချက်ကြီးလေးကိုလေပြည်တဲ့ကလူတွေကိုလည်းပြောပြပေးပါလားမချမ်းရတာပေါ့ချစ်တယ်လို့ပြောခဲ့လीချစ်တယ်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 โอเคဒါဆိုရင်ချက်နီးလေးကိုသွားမကြည့်ခင် channel အတူတူရင်စားကြမယ်လားตัวเลยอกองยังจี้เลยจ้ะอตาตะตะเปนเนาะจอกปะสงอืมว้าวอืมกองตาจี้เลยเนาะซะจับบ่าวโอเคซะจับมั้ย ါဆိုရင်ခဏတော့ငါစားတဲ့ကြောက်ပစုံကိုဘယ်လိုမျိုးချက်ရလဲဆိုအောင်ချက်နဲ့တူတူကြည့်ကြမယ်เนาะဒီနေ့ကတော့ချက်ကအကောင်တော်တော်ကြီးတာလေးရတယ်ပေါ့เนาะဒါဆိုရင်နှစ်ကောင်ဆိုရင်90တောင်းเนาะဒါကိုအရင်ဆုံးတင့်ရှင်းရေးလုပ်မယ်เนาะကဲတင့်ရှင်းရေးလုပ်တဲ့အခါကျရင်ဒီ byte ထဲကဟာလို့ချက်ကအကုန်လုံးထုတ်လိုက်တယ်เนาะအဲ့ကိုရောတော့ဒီစက်ကနေတန်းလို့လဲဆက်ပါမယ်တန်းတင်တဲ့အကောင်လုံးလုပ်မယ်ဒီကိုတလီတာထည့်မယ် ဒါလေးကိုစုအောင်ထားလိုက်မယ်နော်စုတာလေးခဏစောင့်နေရင်လည်းချင်ကငရုတ်ဒီဇိုင်းနဲ့စက်သွန်ဖြူကိုထည့်ဖို့အတွက်ထောင်းထားမယ်နော်ငရုတ်ဇိုင်းထည့်လိုက်မယ်စက်သွန်ဖြူကိုဆယ်မွာလောက်ထည့်မယ်မြမျိုးကိုထောင်းလိုက်မယ်ပေါ့ချင်းချင်းဆက်ဆက်လေးချက်စားမယ်နော်ကဲဒါလောက်ဆိုရပြီပြီးတော့လို့ရှိရင်ချန်ကတမယာဒီတစ်လုံးပြီးထားတယ်ဒါလေးကိုညှစ်ထည့်လိုက်မယ်နော်တမယာဒီကနှလုံးသုံးတယ်ပြီးတော့လို့ရှိရင်ကျေသီးမို့သုံးမယ်ဒါလေးကတော့နည်းနည်းပဲအောက်မှာပေါ့ နန်းနန်းမင်းအောင်မယ်ဆိုတော့နန်းနန်းမင်းကိုခက်တည်တည်ပြီးရမယ်။ကဲဒီလောက်ဆိုရပြီ။ခူလာပြီးဆိုရင်ဒါကကြတော့ကြက်အချိုခဲလို့ခေါ်ရပေါ့နော်။ဒါလေးကိုသခဲထည့်လိုက်မယ်။ပြီးတော့လို့ရှိရင်တော့ဒါကကြတော့ချင်းကန်ချင်းချဲ့ရင် TKC ဝင်ခဲရတာမဟုတ်ပဲတုံးတယ်။ဒါလေးကိုထည့်လိုက်မယ်။သူကကြတော့ကြက်သွန်ဖြူမဟုတ်ဘူး။ငံပြားရေမဟုတ်ဘူး။အရသာဆက်ပြီးသားဖြစ်တော့အနံ့အင်းမွေးတယ်ပေါ့နော်။ အားဒီလိုမျိုးအရာတာဆက်ပြီးသွားလို့ရှိရင်เนาะကျွန်တော်ကြောက်ပစုံကိုစတင်ခဲ့မယ်เนาะကြောက်ပစုံကတော့ဒါတန်းတန်းစင်ဂီတာဆိုတာဒီလိုမျိုးလေးဖြစ်နေတယ်ပေါ့เนาะဒါကိုထည့်လိုက်မယ်အကောင်လိုက်လေးပဲထည့်လိုက်မယ်เนาะထည့်ပြီးသွားရင်ကျန်ထောင်းထားတဲ့ငရုတ်ဒီစင်ကိုထည့်လိုက်เนาะပူပူဆက်ဆက်လေးတောက်မယ်ပေါ့เนาะဒီနေ့ လို့ရှိရင်စက်သွန်ကိုထည့်မယ်။တခါလေးထည့်ထားလိုက်မယ်။ဒါကတော့ကျည်သီးမှုเนาะကျည်သီးမှုထည့်မယ်။ကဲဒါဆိုရင်5မိနစ်ကြော်လောက်ပေါ့เนาะပြုတ်ပြီးလို့စီရင်ဒီလိုမျိုးအသားလေးဒီလိုမျိုးကြက်လာပြီပေါ့เนาะကြက်လာပြီဆိုရင်ခြံကငံပြာရည်လေးနည်းနည်းထထဲ့မယ်ပြီးတော့လို့စီရင်ဒါကတော့တကြားပေါ့เนาะတကြားနည်းနည်းလေးထဲ့မယ်နည်းနည်းလေးပို့ချိုသွားအောင်ပေါ့เนาะ ြီးသွားရင်တော့တမယာနီးနှလုံးညှစ်ထက်မယ်နော်ပူပူဆက်ဆက်လေးပေါ့ငရုတ်ဒီဇိန်းလေးနဲ့ဆိုတော့လေဒီလိုမျိုးစားရတာကြိုက်တဲ့သူတွေစီကြလားနော်စီရင် comment မှာရေးပေးကြပါဦးပူပူဆက်ဆက်လေးအခုကလေမိုးတွင်းရောက်လာပြီဆိုတော့လေမိုးလည်းနည်းနည်းရွာလာပြီဆိုတော့ပူပူဆက်ဆက်လေးပဲတောက်ချင်ပြီးသွားရင်တော့နောက်ဆုံးမှာကျန်နေနေမင်းလေးအုပ်နော်อืม အနံ့ကတော့တအားကိုမှုင်းနေတယ်နော်ကဲတလောက်ဆိုရပြီတကယ်လို့မကွာပစွန်ကိုဒါအကြက်တားကြီးကြိုက်ရယ်ဆိုရင်တော့ဒါဟိုနည်းနည်းပေးကြက်လိုက်ပေါ့နော်ဒါတော့ချန်ကအနေတော်ပဲဒါအကြက်ရင်မာသွားမှာကြောက်လို့နော်အဲဒါဆိုရင်မိပိတ်လိုက်တော့မယ်နော်ပကံလေးနဲ့ထည့်လိုက်မယ်နော်အကောင်ကတော့အကြီး ဆိုရင်တော့ပူပူဆက်ဆက်ချင်းချင်းလေးတောက်ချင်တဲ့သူတွေအတွက်အရန်ကိုမမိုက်တဲ့ကြောက်ပစုံချင်းဆက်ဆက်ဆက်ချက်လေးရပြီပေါ့နော်ဒါဆိုရင်အခုလိုအချိန်မှာဆိုရင်တော့ပူပူဆက်ဆက်လေးတောက်ရင်ကိုအတွက်ခနာကိုအတွက်လည်းအရန်ကိုမိုက်မှာတေးချတယ်အဲ့တော့ဒီနီလန်းလေးတိုင်းကိုကကြောက်ပစုံမရအောင်ဆိုလဲတခြားရိုးရိုးပစုံကိုလည်းချက်စာကြည့်လို့ရတယ်ဒီနီလန်းလေးတိုင်းလိုက်ပြီးတော့မှချက်စာကြည့်ဒါကစီးပွားဖြစ်လှုပ်ရောင်းတဲ့သူတွေဆိုရင်တော့လှုပ်ရောင်းလို့ရပြီဒီထက်အသေးစိတ်ခိုင်းအစားစာတွေလေ့လာခြင်းနဲ့ဆိုတော့ time special menu ဒီထဲမှာဆိုရင် င်အစာအတော်ဝက်နံရုပ်ချက်၅ပေါင်းเนาะအသေးစိတ်ကအစာเนาะတင်ထားပေးတဲ့မီနူး17မျိုးအမိုက်စားလေးပါတယ်အဲ့တော့ဒီတင်နှန်းကတင်နှန်းကြီးဘလောက်လဲဆိုရင် ပုံမှန်ဆိုရင်2,900ောင်းစီရယ်တကယ်လို့ဒီဗီဒီယိုကနေအချင်းတယ်ဆိုရင်တော့အထူးကျေး3,200ောင်းနဲ့10ဦးတွင်ရသွားမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ချမ်းရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပေးကြပါအောင် bye bye